ချင်းညိုလေကောင်မျိုးတွေလန်ဟော့တဲ့တွင်အမျိုးသမီးတအုံအပိုင်းမိုင်းခုတ်တဲ့အတခန့်ထားရပြီးတရခန့်ဖမ်းမမိတဲ့ကြောင့်ပန်းမဲတန်းညုံနေရေစခန်းထာမှာအသိရှိရလေ ယနေ့အောက်တိုဘာလ6ရက်နနက်9:45မိနစ်အချိန်ပမ်မဲဒန်မြို့နယ်အမှတ်7ကွာ32လမ်းအထက် Beauty Land Hotel အခန်းအမှတ်900နှစ်တွင်အမျိုးသမီးတဦးကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ကွာကြောင်းအမျိုးသမီးအပိုင်းပိုင်းဖြစ်နေသောအလောင်းကိုအခန်းအပြင်ဘက်လီအေးပြီးဆက်တင်ထားသောစင်ပေါ်တွင်အမိတ်အိတ်အပြားဖြင့်ထိုးပိုးတင်ကွာခဲ့ကြောင်းလက်ရှိအချိန်မထီတည်းကခံဖမ်းမမိသေးကြောင်းသိရှိရသည် ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလာကင်းလို့တဲ့သတင်းချို့လာပြေးနေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြေးနေမှာဒါရန်ကုန်မျိုးလေကောင်32လမ်း beauty land ဟိုတဲအခန်း9ရပ်နေမှာမင်္ဂလိတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့အပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူတက်မှုဆိုတာတိတယ်ပေါ့ဆိုတော့ ဘယ်လိုဖြစ်တာလဲဆိုတော့အခုကဒီလိုမျိုးတခြားမျိုးနယ်တွေတော့ကျမတို့ကတော့တိတ် မသိဘူးလေနော်ကိုကရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ ဲ့ပြဿနာဖြစ်နေတာပြီးတော့အခုကအွန်လိုင်းပေါ်မှာတယောက်နဲ့တယောက်မသိဘဲနဲ့အာအွန်လိုင်းပေါ်မှာနေရည်သားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာအွန်လိုင်းပေါ်ကအပေါ်ရန်အလှပုံလေးတွေကြည့်ပြီးတော့အာကြိုက်ကြပြီးတော့အပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီဟိုတယ်တွေတဲခုခန်းတွေ အရောက်ကြတယ်ပေါ့နော်ရောက်ကြတာရဲ့နောက်ဆက်တွဲဘာလဲဆိုတော့အခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့အာမူးယစ်ဆေးပြဿနာမူးယစ်ဆေးကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင် ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်းနိုင်လို့လူသက်မိသွားတယ်ဆိုတဲ့အနေအထားရှိတယ်လေနော်။ဒါပေမဲ့ဒီလိုအပိုင်းပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကျတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်။ငါစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်တယ်ဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးယစ်မူးယစ်စေးအဓိကမူးယစ်စေးရဲ့ side effect တွေပေါ့နော်။မူးယစ်စေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ်။ ဒေါသဖြစ်ပြီးဆိုလဲအဆုံးထိတွေလေအဲ့တော့ဒီလိုမျိုးဟိုလိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လဲထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစရာပါအာအလွယ်လေးတောင်နဲ့တောင်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမွေးစင်နောက်ဆက်တွဲတွေရဲ့ဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ပြောကြတယ်ဒါဆိုရင်တော့ကျင်းတည်တယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့ မှတ်ပုံတင်နေဗာဒီများမယူလို့လားဗောနော်မှတ်ပုံတင်ယူရင်တော့သူတို့နောက်ဆက်တွဲဘယ်သူဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လည်းရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်လာကြတော့လေအမြင်ကတိတ်ပြီးတော့မတင်တယ်ဘူးလေနော်အလားပြည့်နေကြီးကလည်းဖြစ်တယ်ဗောကြားရတာတွေကစိတ်စိတ်တော့မကောင်းစရာဗောနော်